မြန်မာဖိုက်တာတွေတူးယူတဲ့နဲ့ဖေဒါဝေတန်ရဲ့ဂျာဗျာကိပောင်စင်ချန်ပီယံနိုအီဒီအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ LMO ဘောက်ဆင်းကနေပြန်လည်ပြီးတော့ဂျိုဆူလိုက်ပါတယ်လောကမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးမဖြစ်သေးတာပဲရှိရဲဆွဲစကားကိုတချို့တွေကတိတ်ပြီးတော့ယုံကြည်မရှိကြပါဘူးစူးစမ်းဝင်နေရှိနေသေးတယ်ဆိုတော့တကယ်တကယ်စူးစမ်းရင်ဖြစ်မလာနိုင်စရာတော့မရှိဘူးလို့ဆိုမှာဖြစ်ပြီးဘယ်လို့မှဖြစ်မလာနိုင်တော့အရာတစ်ခုဖြစ်ကိုပြရမယ်ဆိုပြီးတော့စူးစမ်းနေတာမျိုးကဘယ်လို့မှဖြစ်လာနိုင်မှာမဟုတ်ပါဘူးဘောလုံးလောကနဲ့ပတ်သက်ပြီးတော့ဥမာပေးရရင်ဒီအာဒီပရီးမီးယားလိမှာ မန်ယူသင်းနေတဲ့ဘလောက်ပဲကြိုးစားကြိုးစားပရီးမီးယားလိချန်ပီယံတော့ဖြစ်မလာတော့သလိုမျိုးပါပဲအဲ့ဒါမဲ့ဒါမဲ့ရာသီမှာတေချာလိကြိုးစားကစားမယ်ဆိုရင်မန်ယူသင်းဟာပရီးမီးယားလိချန်ပီယံတော့ပြန်ဖြစ်လာနိုင်ပါသည်ပြောချင်တာဖြစ်လာနိုင်တဲ့အရာတစ်ခုကိုကြိုးစားရင်တော့အောင်မြင်မှုတွေရနိုင်တယ်ဘလို့မှဖြစ်မလာနိုင်မယ့်အရာတစ်ခုကိုတော့ဖြစ်ကိုပြမယ်ကွာဆိုပြီးတော့ကြိုးစားနိုင်မယ်ဆိုရင်တော့ကြိုးစားမှုကိုအတိအမှတ်ပြုလို့ရရမယ်အောင်မြင်မှုတော့ရနိုင်မှာမဟုတ်ဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်ဒါတော့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှေ့ဆွဲစကားကကြိုးစားခွင့်ရှိတဲ့ဒရိုင်းအတွက်ခွန်အားဖြစ်စီမဲ့အားဖြစ်စကားတတ်တတ်ပါပဲ အားလုံးထင်သာမြင်သာဖြစ်အောင်ထပ်ပြီးတော့ပြောရလို့ရှိရင်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရှမိုင်းစားသွားခဲ့တဲ့တဝမ်ချိုင်းနဲ့နိုအီဒီရဲ့တိုချိုမှာရှမိုင်းထိုးသက်သွားတဲ့1172ပြိုင်ပွဲမှာထိုင်းဖိုင်တာတဝမ်ချိုင်းကိုဂျပန်ဖိုင်တာနိုအီဒီကဒိုင်ပွဲရနဲ့အနိုင်ပြီးတော့ဖေသာဝေးတန်းရဲ့ဂျာဗျာကိပောင်းတဲ့ချန်ပီယံကပတ်ကိုစကူရရှိသွားပါတယ်။ဒါမှမဖြစ်နိုင်ဘူးဆိုတော့ပြသသွားခဲ့တဲ့ဖြစ်ရတစ်ခုပါပဲ။တဝမ်ချိုင်းနဲ့နိုအီဒီရဲ့ပွဲစဉ်မတိုင်ခင်အားလုံးရဲ့ထင်ကြီးပေးမှုတွေကထိုင်းဖိုင်တာတဝမ်ချိုင်းမှာပဲရှိနေခဲ့ကြရဆိုတာပါ။နိုအီဒီဘက်ကယက်တီသူဆိုလို့သူကဂျပန်ပြိတ္တတွေလောက်ပဲရှိပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တဝမ်ချိုင်းဟာကိပောင်းစင်မွေထိုင်းအစရှိတဲ့ ပြိုင်ပွဲဒီမှာအကောင်းဆုံး fighter တယောက်ဖြစ်တယ်လို့ပြိုင်ပတ်တွေကိုလဲထွေးနေနိုင်ပြီးတော့ featherweight တန်းရဲ့မွေတန်း champion တယောက်ဖြစ်တဲ့အတွက်ကြောင့်ပါပဲအသက်ကလည်းငယ်တယ်လို့အကောင်းဆုံးရွယ်တစ်ခုပိုင်ဆိုင်ထားခဲ့တာဖြစ်တဲ့အတွက်ဒီလိုချိန်သူဝိတ်တန်းမှာသူ့ကိုရှင်နိုင်မဲ့ fighter ဆိုတာခါရှားရှလို့ဆိုရမှာပါဒါကြောင့်လည်းတဝန်ချိုင်းဟာ featherweight တန်းကိပောင်စစ် champion ကပတ်ကိုစိန်ကုန်ထိုးတဲ့ပုဒ်ပြင်ဆင်လာခဲ့တာပဲဖြစ်ပါတယ်လက်ရှိ featherweight တန်းကိပောင်စစ် champion က super boom ဖြစ်ပြီးတော့ super boom စီက champion ကပတ်ကိုစိန်ကုန်ကွင်းရဖို့အတွက်노이နဲ့ဂျာဗက် champion လူပွဲကိုရှင်ပိုင်သွားခဲ့တာဖြစ်ပြီး ဇဝါပွဲတင်မှာတော့ဒိုင်ပွဲနဲ့တူနိုအီဒီကိုရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။နိုအီဒီဆွာကဝမ်းမှာ၃ပွဲထိုးပြီးတော့တပွဲသာနိုင်ရကနှစ်ပွဲရှုံးနေထားတဲ့ fighter တယောက်ပါ။၃ပွဲထိုးနှစ်ပွဲရှုံးဆဲရလကူပိုင်ဆိုင်ထားတဲ့နိုအီဒီနေနဲ့ featherweight တန်းရဲ့မွေတိုင်းချန်ပီယံတယောက်ကိုအနိုင်ဘူးဆိုတာတိတ်ပြီးတော့ဖြစ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အားလုံးကလည်းထင်ကြေးပေးထားခဲ့ကြပါတယ်။အားလုံးကတဝမ်ချိုင်းဆိုပြီးတော့ခံမှန်းထားခဲ့ကြတယ်မှာနိုအီဒီကမထင်မှာပဲသူ့ရဲ့အားပါပြင်းထန်တဲ့ body shock ထိုးချက်နဲ့တူတဝမ်ချိုင်းရဲ့မျက်နှာပေါ်လက်သီးထိုးချက်တွေနဲ့ blue sign တိပြသွားခဲ့ပြီးတော့အနိုင်ပြသွားခဲ့တာဖြစ်ပါတယ်။ အိုင်မန်နိုဗီဒီတောက်ဖဲသာဝေးတိုင်းရဲ့ဂျားပြကိမောင်စစ်ချန်ပီယံဖြစ်သွားပြီးတော့လက်ရှိချန်ပီယံဖြစ်တဲ့ဆူပါဘောနဲ့မှာဂျားကိမာစင်ကိုပွဲထပ်ပြီးတော့ထိုးသက်သွားတော့မှာဖြစ်ပါတယ်။ဒါဝမ်းမှာ၃ပွဲထိုးပြီးတော့၂ပွဲဆုံးနေတဲ့ဖိုက်တာတောက်ရဲ့မထင်မှားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပြီးတော့မဖြစ်နိုင်မှုဆိုမှရှိဘူးလို့ပြသသွားခဲ့တာပါ။တကယ်လို့များလက်ရှိချန်ပီယံဆူပါဘောနဲ့ချန်ပီယံကပတ်စင်ကိုပွဲကိုရှင်ပြိုင်သွားမယ်ဆိုရင်တဝမ်ချိုင်းနဲ့ပွဲတင်ကလို့ဆူပါဘောအနိုင်ရသွားလိမ့်မယ်ဆိုပြီးတော့နိုအီဒီဘောထင်သေးတဲ့ပုံစံမျိုးနေနဲ့ဘယ်သူမှခံမနိုင်ကြတော့မှာမဟုတ်ပါဘူး။ပြီးလုံးငှက်လေးတော့မှဆွေရဲကြီးကိုနိုင်ငံကယ်သေးတာပဲမဟုတ်လား။နိုအီဒီနေနဲ့ကလည်းဆူပါဘောစီက ချန်ပီယံစုကိုရယူသွားနိုင်မှာမဟုတ်ဘူးဆိုတော့ဘယ်သူမှပြောနိုင်မှာတော့မဟုတ်တော့ပါဘူးမြန်မာဖိုင်တာအနေနဲ့ကလည်းနိုအီဒီယာအတူအသင်းနဲ့ဖိုင်တာတယောက်ဖြစ်ပြီးတော့ရုံးထဲကနေရုံးထပြပြီးချန်ပီယံကမတ်တွေအတွက်အသင်းဖြစ်အောင်စူးစမ်းသင့်ဖြစ်တယ်လို့ပဲကြံပြလိုက်ပါစေဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်း MMA Fighter များရဲ့အားကစားနဲ့ပတ်သက်တဲ့လက်ဝဲသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီပို့လေးဖိတ်ခေါ်ပါရစေကျော်ရဲ့ page လေးကိုလည်း like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားပြီးကြဖို့တောင်းဆိုပါရစေခင်ဗျစုံဒီဂျီဗီဒီယိုအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ